ဒီဗီဒီယိုဖိုင်ကိုအရင်ကြည့်နော်တငယ်ချင်းနေအဲ့ဒါကိုကြည့်ပြီးရုပ်ကလေးနေချင်းနေရုပ်ကလေးကိုပါပေါ့နော်ရုပ်ကလေးအဲ့လိုပေါ့မျက်ဖက်ပြောင်းနေရုပ်ကလေးကြောင့်တကယ်ပျော်သွားတယ်နောက်ဆုံးကိုမချစ်ခဲ့ရုပ်ကလေးကြောင့်မတို့ဟိုတက်ချက်ရုပ်ကလေးကိုဒီဗီဒီယိုဖိုင်ကိုအဲ့ဒီမျိုးသမီးလေးတွေစီကိုအဲ့မိန်းကလေးတွေစီကိုရအောင် ရှင်းပေးပါလို့ယုတ်ကလေးကတောင်းမှန်တယ်နော်ယုတ်ကလေးဘာသာရေးတော့အဲ့လောက်မဟုတ်ဘူးနော်အခုဒီဗီဒီယိုဖိုင်ကိုယုတ်ကလေးသိတာနှစ်ရက်သုံးရက်ရှိပြီဒါပေမဲ့ယုတ်ကလေးတော်တော်ပေါက်သွားတာသိလားအားလုံးမင်္ဂလာညိုရေးမူကြီးကျွတ်ချင်တယ်ကျွတ်ပါပါတယ်ဒီပစ်စပင်းတရင်လေးကအရန်ကုန်မှာအရေးကြီးတဲ့တရင်လေးပြဒီတရင်လေးကဘာလဲဆိုရင်ဒီမြောင်းမြမျိုးကဒီဂရိတ်စစ်ចောင်းသူလေးတွေအုပ်စုဖွဲ့ပြီးဒီဘာရိုက်တဲ့ဖြစ်စဉ်လေးကိုဒီပြောပြလာတဲ့ဘီဖိုင်လေးကိုကျွန်တော်မျိုးပြသက်တင်ဆက်ပေးသွားဖြစ်ပါတယ်ဒီအခုတော်တော် line မှာလူပြောများသလိုဝေဖန်မှုလည်းမြင့်တက်နေတဲ့ចောင်းသူចောင်းသားတွေရဲ့မိဖ တွေကလည်းတော်တော်လေးမှာဒီစိုးရိမ်မှုတွေမြင့်တက်နေတယ်။ဟုတ်ကဲ့ပါဒီဘူဖန်လေးကိုပြသတင်ဆက်ပြီးတော့မို့ကျွန်တော်ရဲ့ဘူဖန်လေးကိုအစောတည်းလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခဲ့ကြပါတယ်။ဒါဆိုရင်ကျွန်တော်ဘူဖန်လေးကိုဆက်လိုက်ရအောင်။ဘာလို့လဲဆိုတော့လေဘဝမှာအဲ့လိုဟာမျိုးအရန်ယူနေအမျိုးသမီးဆိုတော့လေကျမဆဆတွေ့တော့မှာအဲ့လောက်ချီပါလက်ပါပြင်းထန်မယ်မထင်လို့ကျမဩចောင်းသားတွေဟာအကောင်မလေးတွေ အာရံဖြစ်ကြတယ်ဆိုတော့သိရမလားအဲ့လိုမျိုးပေါ့ तू อ่ะအဲ့ဒီကက်ဖျင်နဲ့ဆိုတော့ကျမဩရံဖြစ်တာတော့အเจ้าနိုင်ရံဖြစ်တာပဲငါတို့လည်းရံဖြစ်ဘူးတာပဲပေါ့ဒါပေမဲ့အဲ့လောက်ထိအစင်တမ်းမရှိတဲ့ပုံစံနဲ့เนาะဟိုအုပ်စုဖွဲ့ပြီးတော့သိရမလားမိုက်ကြီးခွဲတာနောက်တစ်ခုအမျိုးသမီးတွေမြန်မာမျိုးသမီးတွေမှာအပဲဖြစ်ဖြစ်ပေါ့မျိုးသားတွေဆိုပုံဆိုးတာပေါ့เนาะကျမပြောတာ ကျွန်တော်တို့ပါဆိုတာကမိဘတော်မရိုက်ဘူးလေနော်ဒါအထွတ်မြတ်ပဲနော်တန်ဖိုးထားသူနိုင်တခြားသောနေရာတွေတခြားသောလူမျိုးတွေဘလို့အယူဝါဒပဲဖြစ်ဖြစ်ကျွန်မနောက်ဆုံးကျွန်မမြန်မာလူမျိုးမှာမဟုတ်တော့ကျွန်မတို့မိသားစုမှာကျွန်မအဖေမိကျွန်မပါတစ်ခါမှမရိုက်ဘူးပါမရိုက်ရဘူးသားသမီးကိုဆုံးမပါမရိုက်ရဘူးဆိုတော့သူတို့ကအခုကအုပ်စုဖွဲ့ပြီးတော့တော့ဒါကိုရီးယားလက်ရမှုကျူးလွန်တာကျွန်မတွေးချင်တာကျွန်မတို့တဲ့အရေးကြီးဆုံးအစိတ်အပိုင်းဟုတ်တယ်နော်ဒါ private area ကျမအဲ့လိုပဲသတ်မှတ်ချင်တယ်เนาะအဲ့ဒါအုပ်စုဖွဲ့ပြီးတော့သူတို့ကဒါနှိပ်စက်တာဆိုတော့သူတို့အရန်မိုက်နေတဲ့ပုံစံရှိတယ်အဲ့တော့ကျမကလည်းဒါပေမဲ့အုပ်စုဖွဲ့ပြီးမိုက်တဲ့လူတွေကိုအုပ်စုဖွဲ့ပြီးရောနင်တို့ကအုပ်စုဖွဲ့ပြီးတော့မှမိုက်ရဲတာလားတယောက်တည်းမိုက်တယ်ဆိုတာဘယ်လိုလဲဆိုတာကိုပြချက်မှာ နော်ဟိုညီမလေးအစာဟိုလူမိုက်ကြီးကောမဟုတ်ဘူးညီမစိုးလည်းမဟုတ်ဘူးဒါပေမဲ့ဒေါသအမှန်တကယ်ဒေါသထွက်ပြီးတော့အမှန်တကယ်စိတ်ဆိုးပြီးတော့တကယ်တကယ်ကိုမတရားခံရတယ်ဆိုရင်ခံပြင်းတဲ့ဒေါသကျမအရာရာကိုပြိုလဲနိုင်တယ်အဲ့စိတ်တော့ရှိတယ်မမျိုးသမီးအတော့ကျမပြောနေကျမတငယ်ချင်းလေးတွေကျမတို့တယောက်ချင်းစီတစင်ချင်းတစင်ချင်းနဲ့အဲ့မိန်းကလေးတွေစီကိုရအောင်ရှယ်ဝါပေးပါလို့ကျမတောင်းပန်တာနော်ကျမကိုကူညီပေးနော်ခံရတဲ့ညီမလေးလည်း음 ဟွာကိုရုပ်ကလေးကိုဆက်သွဲအမားကြီးကိုဆက်သွဲအမောက်ဆက်သွဲ CPU လာခဲ့ဖုန်းနံပါတ်တော့เนาะအဲ့အုပ်စုကိုခေါ်လာခဲ့ပြီး ဘယ်နေရာကိုလာမလဲတာပြောညီမလေးကခေါ်လာခဲ့နိုင်လဲခေါ်လာခဲ့မခေါ်လာနဲ့မမကားမောင်းပြီးတော့တယောက်လဲလာခဲ့မယ်နော်အဲ့ဒါဒီညီမလေးပဲအချမ်းခံရတဲ့ညီမလေးပဲကျဟိုအုပ်စုလိုက်ဝိုင်းပြီးတော့မှတတိရှိတဲ့တိလာခွေးတဲ့လူလေပြေးတော့ပြေးလာပဲရှေ့ဆုံးကဒါပေမဲ့နောက်နောက်အုပ်ကိုလက်လက်ကြည့်ပြီးပြေးတဲ့ခွေးရဲမှာအဲ့ဒါအဲ့ခွေးရဲ့ရုပ်အညံ့ဆုံးနဲ့တတိမရှိဆုံးဟုတ်လားအဲ့တော့ညီတို့အုပ်စုလဲဓာတ်ပုံရိုက်တဲ့လူတွေရောညီတို့အုပ်စုရောနောက်ထပ်ကြံသေးတယ်ဆိုရင်လေအဲ့အုပ်စုကခေါ်လာခဲ့ငါစီဗီကိုလာခဲ့ဟုတ်ပြီလားနော်အဲ့တော့မိုက်တယ်ဆို အဲ့တော့ကျမပြောစမ်းတာပညာရေးဝန်ကြီးဌာနလည်းပြောချင်တယ်အဲ့ဒီ fight တက်နေတာတရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်ဘူးသူတို့လည်းမြင်တယ်နော်တချောင်းလုံးမူဟိုတမြန်မာတပြည်လုံးဟဲဘလို့လို့အဲ့လိုမျိုးကြောင်းတိုင်းမှာဖြစ်နေတဲ့ပြဿနာတွေလိုက်ရှင်းရမှာလို့ကြောင်းတိုင်းမှာဖြစ်နေတဲ့ပြဿနာမဟုတ်ဘူးဒီဥစ္စာကနော်ဟိုရှိသမျှကြောင်းတွေအကုန်လုံးဟိုမှာမိုးရွာလို့ဘလို့လို့လိုက်ပြီးတော့ဟိုဖနိုင်မှာလည်းပြင်နိုင်မှာလည်းဆက်ကွန်ပလိုင်းရသေးတယ်နော်ဒီဥစ္စာဘယ်ကြောင်းဘယ်ကြောင်းသူဘယ်ကြောင်းသားဆိုပြီးကြက်လာတာဘိုင်နေနဲ့နော် မြမပြီမှာဘယ်တောင်းဆိုပြီးတော့တကြောင်နဲ့ဒီကြောင်ကလည်းတယောက်တည်းလူမျိုးနဲ့တက်လာတာတနည်းရတယ်နော်သိလားတောင်းတိုင်းကြောင်တိုင်းဒီမှာနေ့တူတူကဖြစ်နေတာအဲ့လိုကိစ္စကြီးလိုက်ပြေရှင်ဆိုတော့ဒီကလိုင်းပေါ်မှာအရင်ဟိဖြစ်သွားပြီလေဟုတ်တယ်မလားအရင်ကြီးကိုလိုင်းပေါ်မှာနာမည်ကြီးနေပြီဆိုဘာဖြစ်မြမပြီရဲ့ပညာရေးအိမိတ်လည်းထိခိုက်တယ်လေဟုတ်တယ်မလားအဲ့လိုဟာမျိုးကလောက်ရမယ်လေသိလားဟိုကြောင်တိုင်းဖြစ်နေလို့မထင်ရှားတဲ့ဟာကိစ္စမရှိဘူးလေ တရားကြီးကအသီးတားကြီးပွင့်လင်းမြင်သာကြီးဖြစ်နေတဲ့ဥစ္စာကိုတော့အရေးယူရမှာပေါ့ဘာဖြစ်လို့လဲသူတို့ဘာလို့အရေးမယူတာသူတို့ဘာဖြစ်လို့အဲ့အုပ်စုကပါဝိုင်းရိုက်မှာဆိုလို့လားဟမ်ဟိုမနှစ်ယောက်တည်းရိုက်တာအခုကဘာလို့တအုပ်စုလုံးဝိုင်းရိုက်မှာဆိုလို့လားဟဲ့လားအရေးမယူရင်အခုတည်းကလည်းအရေးယူတာဘာလို့တည်းဆိုမြေရှိအဲ့လိုပြောရတယ်မှသတင်းစာရှင်းလင်းပွဲတွေပါလေလို့လို့ပြီးမီဒီယာတွေမှာချပြပေးအရေးယူလိုက်ရမှာသိလားနော်ဒါကိုရီးယားမဟုတ်ဘူးသိလားနော် ကိုရီးယားလည်းမဟုတ်ဘူးကိုရီးယားမှာလည်းရုပ်ရှင်နဲ့သာသာကြည့်ကောင်းတာပြင်မအဲ့လောက်မဟုတ်ဘူးနော်ခစ်တောင်ဖြစ်ခဲ့အဲ့လိုပြောချင်တာနော်အဲ့တော့ဟိုဟိုဟိုအုပ်စုဟိုအုပ်စုတိလာဟိုလက်ပါချီပါအုပ်စုနော်နင်တို့လည်းငါစီပီကိုလာခဲ့လိုက်နော်ငါ့ကိုဖုန်းနံပါတ်လာယူအရင်ဆုံးဖုန်းပြောအဲ့ဒါမှလိမ့်စာဒါမှမဟုတ်ဖုန်းမပြောချင်လို့ဖုန်းနံပါတ်မယူချင်ဘူးဆိုလေလိမ့်စာလာတော့နော် နင်တို့တယောက်တစ်တောင်းဆိုရင်တော့ငါစီကိုရောက်တယ်ဟုတ်ပြီလားနင်တို့နေတဲ့နေရာကိုငါတိတယ်နော်အဲ့တော့ငါနေရာနဲ့နင်တို့တယောက်တစ်တောင်းဆိုရင်တော့ငါစီကိုရောက်တယ်အဲ့တော့လာခဲ့ဒီရောက်ရင်ရရင်မဖြစ်သေးဘူးနင်တို့အားရှိအောင်လို့ငါထမင်းကျွေးဦးမယ်အရင်ချက်ထားမယ်နင်တို့ဘယ်နှယောက်လဲပြောဟုတ်ပြီနော်အဲ့တနေ့ရောက်ငါကိုယ်တိုင်ဟုတ်လို့လိုက်လွင့်မယ်ဖုန်းကင်ပြီးတော့တနေ့ရောက်သွားမယ်နော်လူသူရှင်းတဲ့နေရာကိုင်းမြောင်ကြဲကြဲဟုတ်ပြီလားနော်ငါတယောက်တည်းငါကိုယ်တိုင်လိုက်လွင့်ပေးမယ်နင်တို့အုပ်စုနဲ့ဟုတ်လားအဲ့တော့မိုက်တယ်ဆိုတာတယောက်တည်းမိုက်ရတယ်ဆိုတာနင်တို့ပြမယ် ဟုတ်ပြီလားအဲ့အတွက်နင်တို့ဆက်ဆက်ငါစီဗီကိုလာခဲ့နော်အမရလကလကကောင်မရအုပ်စုလိုက်နေမလို့အမတယောက်ချင်းဆိုရင်ဒီကောင်မရငါစီဗီကိုသာလာခဲ့လိုက်နော်ငါလိပ်စာပေးမယ်နော်နင်တို့လာခဲ့လိုက်ငါလိပ်စာငါတယောက်ထဲလိုက်လွင့်မယ်ဘယ်သူမှမပါစီရဘူးလိုက်လွင့်မယ်လိုက်လွင့်ပြီးမှနော်အိမ်ရထွက်တယ်ရစထွက်တယ်ရနင်တို့အိမ်ရောက်သမီးကျွေးဦးမှာအရင်ဆုံး နော်သမီးကျွေးမတနေရတီးတက်တနေရငါတို့သွားကြမယ်ချိန်ပြီးတော့ငါကားပေါ်မှာပဲအတူတူသွားသွားတို့ဟာတို့ပဲပြေးလိုက်ခဲ့ခဲ့လဲငါပြောမှာဟုတ်လားမင်းကဒီနေ့ဈေးရောက်မှာဒီမှာဒီချိန်လေးကြီးရောက်မှာဆိုတော့အဖုန်းကြည့်လိုက်တဲ့ခါကျတော့အဖုန်းကြည့်လိုက်တဲ့ခါတော့ဟွာဟိုအားတော့ရှိပါလေအဲ့နှစ်လပိုင်းကလို့ပြောတာပဲမြောင်းမြားတောင်းတူလေးကိစ္စကြည့်ပြီးတော့လေအသားတွေဇက်ဇက်တော့တယ်ပြပါ စဉ်းစားကြည့်တယ်ဒီကလေးတွေကလေးတွေနော်ကလေးတွေအရွယ်ဒီကလေးတွေအရွယ်မှာကြီးစားအုပ်စုဖွဲ့ပြီးအနံကျင်းကြတယ်ဒီအောင်အခုပြန်ကြားတယ်ပြန်ပြီးကြတော့အလုတ်ခံရတဲ့ကလေးကကြောင်းပြောင်းပြီးတော့လုံတဲ့လူတွေကကြောင်းဆက်တက်နေတယ်တဲ့။မပြောတော့ငါတို့ကသားသမီးချင်းကိုချင်းစာပါတယ်။ဒါပေမဲ့ကလေးဆိုတာမှတ်လောက်သားအောင်လုပ်ပေးရတယ်။သိလားမလဲ။တဘောကမှိန်ဒီတားပြီးတော့တစ်နှစ်နားတန်လာတယ်။သားသမီးချင်းကိုချင်းစာလို့မဟုတ်ဘူးနော်။သားသမီးချင်းကိုချင်းစာလို့ပြောတာ ဒီအရွယ်ထဲမှာဒီလောက်ဖြစ်နေတဲ့ဒီခလေးတွေကိုဒီလိုမှမစုံမလို့ရှင်လေမိမတွေခေါင်းကိုနင်းသွားမှာဆရာမတွေခေါင်းကိုနင်းသွားမှာသိလားနော်စဉ်းစားကြည့်လဲဟိုခလေးဘလောက်ကသနာမကောင်းလဲကြက်မိမတွေရဲ့အနေအားစဉ်းစားကြည့်လဲဒီခလေးရဲ့မိမတွေဘလောက်တောင်ရှင်းတာလိုက်မလဲဒီခလေးလေးကိုစဉ်းစားကြည့်ရင်ဘလောက်တောင်ရှင်းတာလိုက်မလဲနော်นี่ซินาดิน้องပြောတင်တာအဲ့ဗီဒီယိုကြည့်တဲ့ချိန်မှာနင်တို့တခြားကြည့်တယ်မလားဒီကလေးတွေဖြစ်နေတဲ့ဟာကိုလာလာကြတယ်လာတဲ့လူတွေလူကြီးတွေ ရှိကြတယ်လူကြီးတွေဆိုတော့တို့ပါတောင်ရှိရလူပြောတာမဟုတ်ဘူးလမ်းတော်လမ်းလာနေရှိကြတယ်ဆိုင်ကန်နဲ့ပြန်လှည့်ပြီးထွက်သွားတယ်ဒီခလေးမာလေးတွေကိုတို့အော်လို့မရဘူးလားဟဲ့ငါပြောချင်တာတို့အော်လို့မရဘူးလားအော်ဒါလူကြီးတယောက်ကလည်းဟဲ့နေတော့ဘာဖြစ်တာလဲဒီလိုအော်ဒါလုပ်ချင်ဘာပဲပြောဒီခလေးမာလေးဒီလောက်ဒီမခံအောင်လူပေါင်းဝါတာနော်ငါလိုမိပါလေ ငါလိုမိဘဆိုရင်လေဒီလိုအနိုင်သူများကိုအနိုင်ကျင့်မှာဟာလေငါတို့ကလက်မခံဘူးနော်ငါသားသမီးကိုလာပြီးအနိုင်ကျင့်ရင်လေငြိမ်မခံဘူးဟုတ်လားဒါပေမဲ့ဒီခလေးအုပ်စုဝိုင်းပြီးလှုပ်တယ်ဗီဒီယိုတော့ရိုက်ပြီးတင်ရဲတယ်ဆိုတော့နည်းနည်းနည်းတော့စကေးမဟုတ်ဘူးနော်စဉ်းစားကြည့်ဒီခလေးတွေကိုကြည့်လိုက်နည်းနည်းနည်းတော့စကေးမဟုတ်ဘူးအဲ့တော့မပြောချင်ဘူးဒါပေမဲ့အဲ့ဒီမြောင်းမြမာနေတဲ့တာဝန်ရှိသူတွေက ပြောချင်ပါတယ်ဆရာမကြီးကိုလည်းပြောချင်ပါတယ်ပညာရေးမှုကိုလည်းပြောချင်ပါတယ်ဟုတ်လားတမတောင်းပန်ပါတယ်ဒါဒီလိုကိစ္စမျိုးဆိုတာဒီထိတိရောက်ကလုတ်ပေးရတယ်အဲ့တော့မှနောက်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 ကလေးတွေကနောက်မလုတ်ပါဟုတ်လားမဟိုတုတ်တက်တက်ကလေးလုတ်ဟိုငိန်နေတဲ့ကလေးအေးတဲ့ကလေးဆိုလို့ရှိရင်လေအဲ့လိုအနိုင်ယူတတ်တဲ့ဒီလိုအုပ်စုကလေးအုပ်စုကတတ်တ်ကိုရှိတာသိလားမလားမှတ်လောက်သားလောက်အောင်လုတ်ပေးရမှာမှတ်လောက်သားလောက်အောင်လုတ်ပေးရမှာအခုကတော့ကလေးကတကယ်ခံရတဲ့ကလေးကကြောင်ပြောင်းပြီးတော့ လောက်တဲ့ကလေးကကြောင်းတက်နေတယ်ဆိုတော့အရက်ကတို့ကြီးကြားကြားကြားလို့မှကောင်းလေရဲ့လားစဉ်းစားတာကြည့်ကြအောင်နော်ဟုတ်ကဲ့ပါမျိုးရေကျွန်တော်ဟုတ်ပြီပိုင်းဒီလောက်ပါပဲဒီဗျူဖိုင်လေးတွေကအခုတော်တော် line မှာနာမည်ကြီးနေလို့ကျွန်တော်ရဲ့မျိုးကိုပြတ်တက်တိဆက်ပြီးတော့ဖြစ်ပါတယ်ဒီဗျူဖိုင်လေးတွေရဲ့ဖြစ်စဉ်ကတော့ဒီအမ်ညောင်မြမျိုးကဒီ ဒီမြမြမျိုးကဂရိတ်စစ်ကျောင်းကျောင်းသားလေးတွေဒီအုပ်စုဖွဲ့ပြီးအနိုင်ကျင့်တဲ့ပေါ်အဲကျောင်းသားကျောင်းသူတွေရဲ့ဒီမိဘတွေကဒီပြည့်ကိုမခံစားနိုင်ဘူးလို့ပြောပြလာတဲ့ဒီဖိုင်လေးကိုကျွန်တော်အမျိုးပြည့်သက်တင်ဆက်ပြသွားဖြစ်ပါတယ်။ဒီဗီယိုဖိုင်လေးနဲ့ပတ်သက်ပြီးတော့အမျိုးရဲ့အတိတ်ကြောင့်တဲ့ထင်မြင်ဆက်တွေကိုကျွန်တော် comment အောင် message ရေးပေးခဲ့လို့ရလို့ဝေဖန်အကြံပြုနိုင်ပါဗျာ။ ဒီဗီဒီယိုလေးကိုလည်းများမြင်ရလို့ like and share လေးပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ကျွန်တော် channel နဲ့ဘို့တူတက်ရတဲ့အကြောင်းနဲ့ဆယ်လီတဲ့တဲ့တွေကိုမြန်မြန်တက်ဆက်ပေးမှာမို့ကျွန်တော် channel like and subscribe နဲ့ like and subscribe နဲ့ပေး notification bell လေးဝါနဲ့ကဲပြုဖို့တောင်းဆိုချင်ပါတယ်။ကျွန်တော် channel အားပေးကြီးကြီးစုစုတူတူရဲ့ချင်းရဲ့ရေးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံရမယ်။ဒါ